မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခန်းကျေးရွာနဲ့အုံမတီးကျေးရွာမှာတောင်းတံမတော် DNA နဲ့စစ်ကောင်စီတို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့နိုဘမာလာ28ရက်နေ့မနက်ပိုင်းမှာနောင်ချုံမြို့အုံမခါကြေးရွာအထိကို PSLF TNL ကထိန်းချုပ်ထားပြီးတော့အုံမဒီကြေးရွာမှာတော့ PSLF TNL နဲ့စစ်ကောင်စီတို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စစ်မြေပြင်သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။အုံမခါအထိတော့ TNL ကထိန်းချုပ်ထားတယ်။အုံမဒီဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီဘက်ကအုံမဒီကြေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေရဲ့နေအိမ်တွေပျက်စီးတာတွေရှိနေတယ်လို့လည်းသိရပါတယ်။ အလားတူပဲ300ကြောကြောင်တိုက်ပွဲဖြစ်နေတယ်တောင်ခမ်းရွာမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ် တောင်ခမ်းဘက်မှာတော့ပွဲကျန်းနေသေးပဲနေနေညညအတန်နေကြားနေရပါတယ်ဗန်ပွေးဘက်မှာလည်းအတူတူပါပဲရှင်လို့ပြောဆိုထားပါတယ်တောင်ခမ်းရွာမှာစစ်တပ်နဲ့တောင်းတက်တို့ကြားမှာပြီးခဲ့တဲ့ဩဂတ်စ်လကစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေတာဟာ၃လကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဟာအပြန်အလှန်ထိုးစစ်ဆင်မှုဖြစ်နေပြီးတော့နှစ်ဖက်အထိကိုက်လည်းများတယ်လို့စုံစမ်းသိရှိရပါတယ်တောင်ခမ်းရွာမှာအမြောက်တပ်စခန်းကိုကဲမှုဌာနချုပ်ကိုရနဲ့အမြောက်တပ်354 206နဲ့406တပ်တွေအခြေချတပ်ဆွဲထားတာဖြစ်တယ်လို့သိရပါတယ် စစ်တပ်ဟာတောင်ခမ်းတပ်စခန်းတွေလက်လွတ်ရရင်နောင်ချိုမြို့ကိုပြန်ပြီးတော့ထိုးစစ်ဆင်ဖို့မလွယ်ကူတော့တာကြောင့်တောင်ခမ်းမကြစေဖို့စစ်ရင်အားတွေဖြည့်တင်းနေသလိုလေကြောင်းတွေပါအပြင်းထန်ခုခံနေတာဖြစ်တယ်လို့စီရဲအခြေအနေသိတဲ့သူတွေကပြောဆိုထားပါတယ်တောင်ခမ်းရွာနဲ့ -30 ခန့်ကွာဝေးတဲ့နောင်ချိုမြို့ကို TNL ကပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတော့ထိန်းချုပ်ထားတာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့အခြေစိုက်ခမရ346နဲ့ခမရ544တပ်ရင်းနှစ်ခုစလုံးကိုအရခတက်တော်အေအေကတိမ့်ပိုက်လိုက်ပြီးဖြစ်ကလက်နက်မချဘဲနဲ့ဖျော်ပြင်းနဲ့ထွက်ပြေးနေကြတဲ့စစ်သားများကိုလိုက်လံရှင်းလင်းနေရကနေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မိသားစုရှိတဲ့စစ်ကောင်စီတပ်သားတွေကတော့လက်နက်ချတာများတယ်။နောက်ပြီးတော့လက်နက်မချဘဲနဲ့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်းရှိတယ်။အေအေဘက်ကလိုက်လံရှင်းလင်းနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်။တောင်ကုန်းမြို့ကနေမြို့ပြင်ကိုထွက်ပြေးနေကြပြီးထွက်ပြေးရင်းနဲ့ပြန်လည်ပြစ်ခတ်နေတဲ့အတွက်ကြောင့်အရခတ်တပ်တော်အေအေကလိုက်လံရှင်းလင်းနေရကြောင်းနောက်ထပ်ဒေသခံအမျိုးသားတို့ကပြောပြထားပါတယ်။အမှန်ငါစစ်စီကိုကဲမှုဌာနချုပ်စကခငါးရဲကနေခုခံနေတာရှိတယ်။အဲ့ဒီမှာကတော့တော်တော်လေးကိုပြစ်ခတ်နေကြတယ်။မနေ့ကညနေပိုင်းမှာခဏရက်သွားတယ် 3-6နဲ့5-4ကနေထွက်ပြေးသွားတဲ့စစ်သားတွေကစကခ9ရဲကိုရောက်နေတာလည်းရှိတယ်။တန်ရွဲတောင်ခုတ်လမ်းဘက်ကိုပြေးတာလည်းရှိတယ်။ မနက်ဖန်လောက်ဆိုရင်တော့စကခငါရောအကုန်ပြက်လောက်တယ်လို့ပြောဆိုထားပါတယ်နောက်ထပ်ဒေသခံတအူးကလည်းတည်ရင်နှစ်ခုစလုံးကျသွားပြီဖြစ်ကြောင်းပြောကြားထားပါတယ်တည်ရင်နှစ်ခုစလုံးကျသွားပါပြီခိုင်လုံးနဲ့ဒူတအူးစီကနေပြီးတော့ဖုန်းဝင်လာပါတယ်သူကတောင်ကုတ်ကစီးပွားရေးလုပ်ငန်းရှင်တအူးပါတည်ရင်နှစ်ခုစလုံးကျသွားတာအတိပြုနိုင်ပါတယ်လို့ပြောကြားထားပါတယ်ဒါအပြင်အမှန်ငါစစ်စစ်ရေးကိုကဲမှုဌာနချုပ်အတွင်းကြံနေခဲ့တဲ့တပ်ဖွဲ့ဝင်များကြားမှာအရခတ်တတော်အေအေရဲ့လက်နက်ချရန်ကမ်းလန့်မှုအားလက်ခံသူနဲ့လက်မခံသူများကြားမှာသဘောထားကွဲလွဲမှုများရှိကလက်မခံသူများကခုခံနေတဲ့အတွက်တ ိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့တယ်လို့သိရပါဗျ။ချင်းမြန်တိုက်ရင်နှက်ရင်ကအရာရှိတချို့ကပြီးခဲ့တဲ့အပတ်ကဗကိုးဘက်ကိုထွက်ပြေးသွားတယ်လို့ကြားတယ်။အဲ့ဒီတော့စကခငါးကတက်မှမှုကစိတ်သက်စစ်စင်ရေးတွေလုတ်ပြီးတော့ပြန်တိုက်ခိုင်းတာစစ်သားမိသားစုတွေကတော့ရှောင်နေတာကြားပြီး အခုတော့လက်နက်ချတဲ့သူတွေများတဲ့အတွက်တပ်သားအင်အားကနှဲသွားပြီလို့သိရတယ်လို့ပြောဆိုထားပါတယ်။အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများကြားမှာစိတ်ဝမ်းကွဲပြားကအောက်ခြေတပ်သားများဟာအမိန့်နာခံမှုမရှိတော့ဘဲဖျို့ဖျဲနဲ့ထွက်ပြေးနေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ညနေ4နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီဟာတောင်ကုန်းမြို့ကို Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကံဘေးရက်ကွက်ကပြည်သူပိုင်းနေအိမ်တချို့နဲ့ညာစေးမိလောင်ပျက်စီးသွားခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစည်မြို့အဝင်မူးတုံတန်ဖြူစည်ရလမ်းမိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဖောင်းစိန်စစ်ဆေးရေးဂိတ်နဲ့အမြောက်တပ်38ကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာအကြမ်းစစ်ကောင်စီတပ်သားရှေ့ဦးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့တန်ဖြူစည်မြို့အဝင်ဖောင်းစိန်စစ်ဆေးရေးဂိတ်ကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာအကြမ်းစစ်တပ်ဘက်ကအရာရှိ2ဦးအပါအဝင်3ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နိုဝင်ဘာလ26ရက်နေ့မှာလည်းမူးတုံမြို့နယ်အဖြစ်ကျေးရွာမှာရှိတဲ့အကြမ်းစစ်တပ်ရဲ့အမြောက်တပ်38ကို ကို drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား9ဦးသေဆုံးပြီးစစ်သားတအုပ်တန်ရရှိခဲ့ကြောင်းမွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSB AD ထံကသိရှိရပါတယ်။နိုဗ ెంబ ာလ26ရက်နေ့မှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်းတွေကို drone နဲ့ဝင်ရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဖောင်းစိန်စစ်စေးဂိတ်မှာတေးရာမှာအရာရှိအဆက်ဗိုလ်ကြီးတွေလို့သိရတယ်လို့နိုင်မညာမော်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်ဂိုင်းကိုစက်သွယ်ရေးပစ္စည်းအများအများနဲ့အတူဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းမိုင်မြို့ရဲကစန်ဆိုင်စံကံဖမ်းရက်ကွက်မှာနိုဗာမာလာ26ရက်နေ့ကနေရဆက်တခုကိုထိုင်းရဲတပ်ဖွဲ့ကထောက်လန်းရှာဖွေရာမှာကြားဖြန့်ဂိုင်းကိုဖမ်းမိခဲ့ခြင်းဖြစ်ပြီးတော့နိုင်ငံတမိုင်းတလျှောက်မှာအကြီးမားဆုံးကြားဖြန့်လုပ်ငန်းကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ် ဖုန်းစင်ကတ်9သိန်း9တောင်းပါတဲ့စင်ကတ်ဘူး642ဘူးကွန်ပျူတာ82လုံးမိုဘိုင်းဖုန်း1455လုံးစင်ကတ်ရီဒါ48ခုတို့ကိုတင်စီရမိခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါအပြင်ထိုင်းနိုင်ငံသား2ဦးတရုတ်နိုင်ငံသား9ဦးနဲ့မြန်မာနိုင်ငံသား10ဦးစုစုပေါင်း15ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းနဲ့ အဲ့ဒီငွေလိန်ကိုင်းဟာထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ချိတ်ဆက်နေတဲ့ကိုရက်ဖြစ်တယ်လို့သိရပါတယ်။အခုဖမ်းဆီးရမိတဲ့ထိုင်းနိုင်ငံသား၂ဦးတည်းကအသက်30အရွယ်အမျိုးသမီးရဲ့ခင်မုန်းဖြစ်သူဟာတရုတ်နိုင်ငံသားဖြစ်ကြောင်းနဲ့၎င်းဟာလွတ်မြောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။အသက်30အရွယ်ထိုင်းအမျိုးသမီးဟာကြားဖြတ်လုပ်ငန်းအကောင့်ထဲပေါ်နိုင်ရန်အတွက်နေအိမ်ငှားရမ်းပေးခြင်းနဲ့ဝန်ထမ်းများကိုလာစာထုတ်ပေးနေသူဖြစ်ပြီးတော့များပြားလာသောစိမ့်ကတ်များကိုလူမှုကွန်ရက်အကောင့်တို့များပြုတ်လို့ရန်ထားရှိထားကြောင်းဖြစ်တယ်လို့သိရပါတယ်။လူမှုကွန်ရက်အကောင့်တို့များနဲ့မိုဘိုင်းဖုန်းများကိုလုံခြုံရေးကာကွယ်ပေးတဲ့ က်ပစ္စည်းများကိုလည်းထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိကအဲ့ဒီစက်ပစ္စည်းတွေကိုတော့ခင်မုန်းဖြစ်သူတရုတ်နိုင်ငံသားကဝယ်ယူပေးခဲ့ခြင်းဖြစ်တယ်လို့ထိုင်းအမျိုးသမီးကထွက်ဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့ဆက်ရိုးကြချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ကယ်ဆယ်ရေးရက်ကွက်အောင်ထုံးသိန်းရွာကဒေသခံပြည်သူများကိုစစ်ကောင်စီလက်ပါစီဂျက်ကြီးအုပ်ချုပ်ရေးအဖွဲ့များနဲ့ရဲတပ်ဖွဲ့စစ်သားများကနှင်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြောင်းပြချက်တစုံတရာမရှိဘဲနဲ့နိုဝင်ဘာလ24ရက်နေ့ကတည်းကနှင်ထုတ်နေကြောင်းအသက်50အရွယ်မြို့ကန်တူကပြောပါရယ်။ကယ်ဆယ်ရေးရက်ကွက်အကွက်တက်ဘေးကအောင်ထုံးသိန်းရွာဆိုတာရှိပါတယ်။ကျန်နီဆက်ပစ္စည်းအယောင်ဆိုင်ရဲ့အနောက်ကအိမ်ဒန်းတွေပေါ့။တရွာလုံးနီးပါးကိုနှင်ထုတ်နေတာပါ။တရွာလုံးဆိုတော့အရေးအတွက်ကများတာပေါ့။ ဘာအကြောင်းပြကြမှာမရှိဘဲနဲ့နှင်ထုတ်နေတယ်လို့သိရတယ်ပြည်သူတွေမှာကဘာတတ်နိုင်မှာလဲတနက်ပြပြီးတော့အာနာတွေနဲ့လာပြောရင်တော့ တွားရတော့တာပဲလို့ပြောဆိုထားပါတယ်နေထုတ်ခံရတဲ့အောင်ထွန်းသိန်းရွာသားများဟာတင်းမော့စိတ်အနီးနေပူကန်ရက်ကွက်ကဖုံးတော်ကြီးကျောင်းတစ်ခုမှာစစ်ကောင်စီကထားရှိထားကြောင်းစုံစမ်းသိရှိရပါတယ်ကယ်ဆယ်ရေးရက်ကွက်မှာရှိတဲ့ဒေသခံပြည်သူများဟာအခုမှနေထိုင်ကြသူများမဟုတ်သလိုကျူးချော်နေထိုင်သူများလည်းမဟုတ်ကြောင်းနောက်ထပ်စစ်တွေမြို့ကန်တို့ကပြောပါတယ်ဆက်ရိုးကြတဖက်ကမ်းမှာရှိတဲ့ကယ်ဆယ်ရေးရက်ကွက်မှာနေတဲ့သူတွေဟာကျူးချော်နေထိုင်ကြတဲ့သူတွေမဟုတ်ပါဘူးအခုမှနေကြတာလည်းမဟုတ်ဘူး2022ခုနှစ်ပြည်ပခါမှာ ထိခိုက်ခံရတဲ့သူတွေကိုအစိုးရအစီအစဉ်နဲ့ချပေးထားတာဖြစ်ပါတယ်နေလာတာကြာပါပြီအခုမှဘာကြောင့်နှင်ထုတ်ပြီးတော့ဖုန်ကြီးเจ้าမှာတွားထားရတာလဲစစ်ကောင်စီဟာလူသားဆန်မှုလုံးဝမရှိတော့ဘူးအာနာနဲ့လုံချေရကိုလုံနေကြတာပဲလို့ပြောဆိုထားပါတယ်လက်နက်ကင်တိုက်ပွဲများကြောင့်စစ်တွေဒေသခံပြည်သူတို့ချို့ဟာအေးအေးထိမ့်ချုံရမြို့ရွာများနဲ့ရန်ကုန်မြို့ကိုထွက်ပြေးတိမ်းရှောင်နေကြတဲ့အချိန်လူမနေတဲ့အိမ်များနဲ့အိမ်ယာမြေခွက်များကိုစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကလက်ညှိုးထိုးပြီးရောင်းစားနေခြင်းများလည်းရှိကြောင်းစုံစမ်းသိရှိရပါတယ်ဒါအပြင်စစ်တွေမြို့အနီးကဗျမ်းဖြူကျေးရွာကြီးတော်ရွှေပြည်သားအပါ ဝင်ကြေးရွာပေါင်း20ကျော်ကိုအာနာဒိတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကအတင်းအဓမ္မနှင်ထုတ်ပြီးတော့ကြေးရွာအတွင်းနေအာယူတပ်ဆွဲထားကြောင်းမြို့ကန်များကပြောပါတယ်နှင်ထုတ်ခံရတဲ့ဒေသခံပြည်သူများဟာစစ်တွေမျိုးတဲမှာဖုန်ကြီးချောင်းများမှာကတ်ခိုနေထိုင်နေရတယ်လို့ဆွေမျိုးများရဲ့အိမ်တွေမှာလည်းဖြစ်တယ်လို့နေထိုင်နေရကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကကုန်တင်ကားများစီကနေပြီးတော့ဒစည်းကိုငွေကျပ်3သိန်းအကြမ်းဖက်တောင်းခံပြီးတော့ငွေညစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကမုံရွာမြို့တွင်းကိုကင်းလက်ရင်းနေဖြစ်စေတွာလာရင်းနေဖြစ်စေကုန်တင်ကားဂိတ်များနဲ့တွာလာနေတဲ့ကုန်ကားများကိုတားဆီးပြီးတော့ငွေကျေးတောင်းခံနေခြင်းဖြစ်တယ်လို့သိရပါတယ်ကုန်တင်ကားဂိတ်များကိုဝင်ရောက်ပြီးတော့ငွေညစ်တောင်းခံတဲ့အခါမှာဂိတ်မှာတွေ့သမျှကားတိုင်းကိုကားအစီးရေအလိုက်ဒစည်းကိုငွေကျပ်3သိန်းစစ်တပ်ထံကိုပေးရကြောင်းကုန်တင်ကားပိုင်ရှင်အတိုင်းဝိုင်း တဲ့နိစတဲ့သတင်းရေးမြစ်ကပြောပါရယ် အချောင်းမဲ့ကိုတောင်းတာဗျာဂိတ်ထဲမှာတွေ့တဲ့ကအကုန်ပေးရတယ်လို့ပြောတယ်နေတိုင်းလာရင်နေတိုင်းပေးရတယ်မနေ့ကပေးပြီးပြီလို့ပြောလဲမရဘူးဒီနေ့ထပ်လာရင်ထပ်ပေးရတယ်လို့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်မုံရွာမျိုးတွဲမှာစစ်တပ်ကအိမ်စည်းကားများနဲ့ကင်းလှည့်နေတဲ့အပြင်လမ်းများမှာဂိတ်ချပြီးတော့ကုန်ကားများကိုဖမ်းဆီးငွေညှပ်မှုများလဲလုဆောင်နေတယ်လို့သိရပါတယ်အထူးသဖြင့်ရွှေဘုံအရာတော်ဘက်ကနေလာတဲ့ကုန်တင်ကားများကိုအခုလိုမျိုးငွေညှပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်အများအားဖြင့်အာဇာနီလမ်းကနေစောင့်ခန်းတာများတယ်နေတိုင်းလိုလိုရှိတယ်ရွှေဘုံတို့အရာတော်တို့ဘက်ကနေလာတဲ့ကားတွေကိုစောင့်တောင်းတာလို့မုံရွာမျိုး ို့ဒေသခံတရေအေးမြင့်ကပြောပါရယ်စစ်ကောင်စီကအခုလိုမျိုးကုန်တင်ကားများကိုငွေညက်တောင်းခံနေခြင်းဟာကုန်ပစ္စည်းများကိုရှာဖွေဖမ်းဆီးခြင်းမဟုတ်တယ်လို့လုံခြုံရေးအရာလည်းရှာဖွေခြင်းမဟုတ်ဘူးလို့သိရပါရယ်အကြောင်းမဲ့တက်တက်ကိုအနိုင်ကျင့်ငွေရှာနေခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကပုတ်တက်ပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ